ဒီနေ့ထူးခြားတဲ့သတင်းတွေရှိနေပါတယ်။ဧပြီလ29ရက်နေ့2025ခုနှစ်လူမြတ်ကျော်ရဲ့ညာကင်းပိုင်းတင်ဆက်မှုများမှကြိုဆိုပါတယ်။ဒီကနေ့မှာစကိုင်းတိုင်းကလေးမှာအမိုင်35တဇီးကိုတော်လိုင်းတက်တွေက0.5စက္ကန့်များနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်းကျွန်တော်တို့သိရှိရပါတယ်ခင်ဗျ။ဆိုတော့စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်း ြေးရွာတွေကိုလေချောင်းတိုက်ခိုင်းမှုတွေလုပ်နေတဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကထွက်ခွာလာတဲ့ MI 35ရဟရင်ဟာတောင်းတက်တည်းရဲ့ Wi-Fi စက်တနက်နဲ့ပြတ်ခတ်မှုကြောင့်ထိမှန်ကမိခိုးများဦးပြီးအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်ဆင်းသက်ခဲ့တဲ့နေရာကတော့ပြူစောထိများရှိတဲ့ကျေးရွာတစ်ခုလို့ကျွန်တော်တို့သိရပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူမျိုးမင်းထွေးဦးဆောင်တဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာဒီကနေ့29ရက်နေ့ဒီကနေ့မနက်မှာပဲအမိုင်း35နဲ့စကောင်းတိုင်းကလေးတောင်ပိုင်းရှိရွာတွေကိုတရဇက်တိုက်ခိုက်နေပြီးဒီတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူအများအများတိတ်ဆုံးခဲ့ရတယ်လို့ကျွန်တော်တို့သိရပါတယ်စကိုင်းကိုပြင်းပြင်းထန်ထန် ခုနဲ့တိုက်ခိုက်မှုဟာခက်စိတ်စိတ်ဖြစ်လာနေတယ်လို့စကိုင်းမကွေးကိုခက်စိတ်စိတ်စစ်ချောင်းထုံးမှုတွေမပြတ်တွေ့နေရပါတယ်။ဒါပြင်ကဲနီယူကဲနယ်လီတပ်မဟာရဲ့ထိုးစစ်တွေဒီနောက်ပိုင်းတရဇက်ဖြစ်လာနေပါတယ်။ဒီကနေ့ဒီဒီကနေ့မှာကော့ဂရိတ်တိုက်ပွဲဟာပြင်းထန်လျက်ရှိတယ်လို့ပမော်ဟာလည်း60ရာခိုင်နှုန်းတိမ့်ပတ်ထိမ့်ချုပ်ထားပြီလို့ကျွန်တော်တို့နောက်ဆုံးသိရှိထားပါတယ်။ ဗမာမြို့မှာစခခ21ကရင်ပြည်နယ်မှာစခခ12ဒီနှစ်ခုကဘသူအရင်ကြောင်လဲလို့ကျွန်တော်မေးခွန်းထုတ်ပြီးသားဖြစ်ပါတယ်ကျွန်တော်ထင်တာကတော့စခခ21အရင်ကြဆုံးလိမ့်မယ်လို့ရှုမြင်သုံးသပ်ပါခဲ့အဲ့တော့ gain you gain လေးတက်တည်းရဲ့ဒီကနေ့စကန်သိတိုက်ပွဲတစ်ခုကိုကျွန်တော်တင်ပြပါရစေတဝဲမောင်မဲရှောင်ရစကန်ကို ကဲနူတမဟာလေးတဝဲခံကတိမ်ပိုက်လိုက်တယ်လို့ဒီကနေ့ထုတ်ပြန်ချက်များရသိရှိရပါတယ်။ကဲနလေးတမဟာလေးတရင်စနစ်တဝဲကမောင်မေရှောင်းစစ်ကန်ကိုတိမ်ပိုက်လိုက်ပြီလို့သိရှိရပြီးလက်နက်ခဲရန်အမြောက်အများကိုတိမ်စီရမိပါတယ်။ဖစစ်တပ်အနေနဲ့တော့အရာရှိတဦးပေါင်းပြီး၅ဦးတေဆုံးခဲ့တယ်လို့သိရပြီး၄ယောက်ကတော့တိုက်ပွဲမှာကြာဆုံးတာဖြစ်ပြီး စကန်းရဲ့အထက်အရာရှိစကန်းရဲ့အရာရှိဘူကြီးကတော့သူ့ကိုယ်သူတနတ်နဲ့ဖြစ်သက်ပေသွားတယ်လို့သိရပါတယ်။မသိမှဘူးစိတ်ပူနေတာဖြစ်တဲ့အတွက်ပေသွားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာရပါတယ်။ဖတ်စ်တဲ့လက်အောက်မှာအမှုထမ်းတဲ့သူမှဓမြတေခြင်းစိုးပါတယ်ဆိုတဲ့အကြောင်းဖက်မှန်တက်တည်ပြချက်တစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်။ဒီမောင်မေရှောင်းစစ်ကမ်းမှာ စင်ရ20နဲ့အထိုင်ချတဆွဲရတာဖြစ်ပါတယ်ဆချုပ်ကတော့အလံဖြူထောင်လက်နက်ချခဲ့ပြီးဂျန်သူတွေကတော့ခံပစ်လို့ကျွန်တော်တို့အရှင်းမထားခဲ့ပါအဲ့တော့ဒီတိုက်ပွဲဖြစ်နေစဉ်ဧပြီလ26ရက်နေ့လယ်မှာစစ်ကောင်စီလေတက်ဟာကြေးရွာများကိုဘုံကျဲပြီးတော့ အပြစ်မဲ့ဒေသခံပြည်သူနှစ်ဦးတေဆုံးရတယ်လို့လည်းသိရပါတယ်။အဲ့တော့ကဲနီဦးတမဟာလေးဟာအိမ်လာ16ရက်နေမှာလဲမြန်မာထိုင်းနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ထိထပြူဟာစကန်ကြီးကိုတင်ပိုက်ပြီးလက်နက်ခဲယမ်းအများအများ ရရှိထားပါတယ်။ဒါကြောင့်မို့ကဲနီဦးကဲနယ်လီပူပေါင်းတပ်တွေနဲ့ PDF ပြည်သူ့ကော်မတီတပ်ဖွဲ့တွေရဲ့တချိန်လုံးထိုးစစ်ဆင်လာတဲ့ကင်ပီနယ်တကြုံနဲ့ ပကိုးရိုးမစီတို့ခြေလန်းဟာအင်မတန်ဖက်စစ်တပ်တုံလို့ခြောက်ချားနေတယ်လို့တဖက်မှာသခိုင်းတိုင်းမကွေးတိုင်းတွေကထုံတက်လာမဲ့ကျွန်တော်တို့ PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆွတ်ဆွတ်တမန်လက်တံပြောင်းပြီးရွရွချွန်ချွန်တိုက်ခိုက်မှုတွေရောက်မနေ့ကပဲတပ်မ33စစ်ကြောင်းတစ်ကြောင်းလုံးညီပါပြုတ်သွားခဲ့ပါတယ်ဒီကနေ့လဲမင်းလာမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်လာနေပါတယ် မင်းလောက်ကိုစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်ကိုပြည်သူ့ကာကွယ်ရေးတပ်တွေဟာတရဇက်ဂျားဖြတ်တိုက်ခိုက်နေတယ်လို့ဖက်စစ်တပ်ဟာဂျက်ဖိုင်တာနဲ့ကောရဟတ်ရင်နဲ့ကောတရဇက်လေကြောင်းဖြစ်ကူပေးနေတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဧပြီလ23ရက်နေ့ကပြင်းထန်ခဲ့တဲ့တိုက်ပွဲတေဆုံးတန်ရာရရှိသူ များပြားခဲ့ပြီးဒီကနေ့မှာတော့အခဲမကြေတဲ့ပုံတံနဲ့ဖက်စစ်တပ်ဟာပြန်လည်စစ်ကြောင်းထိုးလာပြီးတိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ် ဖက်စစ်တပ်ရဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်းမှဘုံကျဲခြင်းကြောင့်မင်းလာမြို့နယ်အတွင်းကရွာပေါင်း20တရွာဒရုန်းနဲ့ဘုံကျဲတယ်လက်နက်ကြီးတွေနဲ့ပစ်တာကြောင့်ပြည်သူထောင်တောင်းချီနေရစွန့်ခွာထွက်ပြေးနေကြရပါတယ်ဒီကနေ့ဧပြီလ29ရက်နေ့နေ့လယ်ပိုင်းမှာတော့ပသိမ်လေထဲမှာတက်လာတဲ့ jet fighter များကိုဖျက်ပြီးတော့ဘကိုးတိုင်းကိုပြန်တန်းပြီးမင်းလာမြို့နယ်ကို ကျဲချနေတယ်ဆိုတဲ့သတင်းများအကြမ်းမြင်ရရှိထားပါတယ်အဲတော့ပဲခူးဒါနောက်ချမ်းမှာရှိတဲ့တရားရီခိုင်ပြည်သူများအနေဖြင့်ဘုံခုခြင်းများဒူတာချရန်နေလေရင်တန်နဲ့သတင်းများကြားရပါကလုံကြုံသောနေရာသို့အလင်းမြန်ပြောင်းရွှေ့ချဖို့ပြည်သူကာဝေးတပ်တွေကလေးနက်စွာ ထုတ်ပြန်ချားပါတယ်အဲတော့ဒီကြောင်းတွေအပြင်မနေ့ကကပ73ကိုဘီဒူလွန်တပ်ဖွဲ့က တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးနောက်ဆက်တွဲသတင်းတစ်ခုကျွန်တော်တင်ပြခြင်းပါတယ်။မနေ့ကမကွေးတိုင်းစင်ပေါဝဲမှာရှိတဲ့စစ်ုပ်ဗစ်စစ်တပ်အကြမ်းဖက်စစ်ကောင်စီရဲ့အမှတ်73ကာဝေး PC စိတ်ကိုကပ္ပဇာ73ကိုကျော့လိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာဂါလန်9000ဆက်စီလောင်ကန်တလုံးမီးလောင်ပြကြခဲ့ပါတယ်။ကမီကေရှော့တစ်ခုထိမှန်ပျက်စီးပြီး စစ်ကောင်စီတပ်ရဲ့အရာရှိ၃ဦးနဲ့တပ်ဖွဲ့ဝင်၁၂ဦးတန်ရာရရှိခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။အဲ့တော့ BWN အဖွဲ့ရှယ်ရိုအညာတပ်ဖွဲ့များ NMD ဤကဘတ်ဂိတ်ဖွဲ့လို့ပူပေါင်းပြီးအဗလာ၂၅ရက်နေ့မနေ့အဲအဗလာ၂၅ရက်နေ့ည၁၂နာရီမှာတရားကုန်ရှော့လိုက်တော့မမ ော်တရားခုမမရှော့လိုက်တော့၁၀လုံးနဲ့အောင်မြင်စွာ ပြစ်ခတ်တိုက်ခိုက်နိုင်တဲ့အချောင်းကျွန်တော်တို့ရှင်းရပါတယ်အဲ့တော့နောက်တဲ့တိကျတဲ့အသေးစိတ်သတင်းများအရာဒီရှော့လိုက်တော့၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာအရာရှိ၃ဦးစစ်တီ၁၂ဦးမစိုးရင်ရတန်ရာရရှိခဲ့ပါတယ်အရာရှိ၃ဦးမှာ၁ဦးညာဘက်နှစ်ရွက်ပြတ်သွားတယ်လို့သိရပြီးဘယ်ခြေတလုံးကအစဖောက်တော့ကား ကျန်တဲ့ဦးကကြောတပြင်းလုံးမီးလောင်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်တီ72ဦးအနက်မှာ9ဦးတေဆုံးပြီးကျန်တဲ့စစ်တီတွေဟာအတုအပြတ်တွေဖြစ်ကုန်တာကျွန်တော်တို့တိတိကျကျသတင်းများရရှိထားပါတယ်။အဲတော့ဒီဒဏ်ရာရစစ်တီတွေကိုတဆာယာ76မြေဆောင်တရာဂရင်တရာဆန့်စေးကိုမကွေးကိုပို့ဆောင်ရလို့တင်းတော့တပ်ဖွဲ့ရေးပေးပို့ကြရသိရပါတယ်။အဲတော့ကပ္ပဆာ73ဟာ ဗီဒီယိုတွေကိုလေကြောင်းအကျပ်ဖတ်ပြီးတပ်ဖြတ်နေတဲ့လေကြောင်းဘုံသီးလေရင်ဘုံသီးတွေအ धिक ပြုတ်ရနေရ ဖြစ်ပါတယ်။ဒါကြောင့်မို့ကပ္ပစာ73ကိုတိုက်ခိုက်မှုကတော့ပထမဆုံးအချိန်ဖြစ်ပြီးနောက်ထပ်ကပ္ပစာတွေဟာလည်းပြစ်ကတ်တိုက်ခိုက်မှုတွေမကြခင်ကြုံတွေ့ရနိုင်တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောဆိုထားပါတယ်ဗျ။အဲတော့ ် BW1 အဖွဲ့ဟာလေကြောင်းလေတပ်ဌာနချုပ်ကပ္ပစတိုက်စစ်ဌာနချုပ်တွေကိုတီးနှံ့ချော့လိုက်ဒုံးကြီးနဲ့ပဲပြစ်ခတ်တိုက်ခိုက်တယ်အထူးရွတ်ချုံစွာတိုက်ပွဲဝင်နိုင်တဲ့တပ်ဖွဲ့ကြီးတခုဖြစ်နေရပါတယ် BW1 နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာကပ္ပစ27ကိုလည်းဇန်နဝါရီလကပြစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်ဆိုတော့ ဒီအကြောင်းအရာတွေကတော့ဒီကနေ့နောက်ဆုံးရသတင်းတွေဖြစ်ပြီးစကိုင်းမြို့နယ်မြောက်ချမ်းကိုထပ်ပြီးတော့တက်မ336ကျောင်းထပ်ထိုးလာပါတယ်ဒေါ်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဧပြီလ25ရက်နေ့ကစကိုင်းမြို့နယ်မင်းကွန်းဘတူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့အင်အား90ကိုတက်မ336ကျောင်းကိုတစ်ကျောင်းလုံးပြုတ်အောင်တိုက်ခိုက်နိုင်ပြီးတဲ့နောက်မှာနောက်နေ့26ရက်နေ့မှာ နောက်ဘက်တိုင်းစစ်ထာနာချုပ်ကနေပြန်လဲစုဖွဲ့ပြီးတမ၃၃ဟာထမှန်စစ်ကြောင်းထိုးလာပါတယ်။ဧပြီလ26ရက်နေ့မနေ့ကထိုးလာတဲ့စစ်ကြောင်းဟာတော့အင်အား300နီးပါးရှိတဲ့စစ်ကြောင်းကြီးဖြစ်ပြီးလက်တလျှောက်ရွာတွေကိုမီးရှို့ဖျက်ဆီးဓားတိုက်လူရက်တာတွေတရဇက်လှုပ်လာတဲ့စစ်ကြောင်းဖြစ်ပါတယ်။ပြည်တွေကလူရက်ယူလာပြီးအပြန်မှာတော့ ီလူကာဝေးတပ်ဖွဲ့တော်လိုင်းတပ်ဖွဲ့တွေဟာ26ရက်နေ့မှာဒုတိယအကြိမ်မြောက်ထိုးလာတဲ့စစ်ကြောင်းကိုတမန်ဂျာဖြတ်တိုက်ခိုက်ခဲ့နိုင်ပါတယ်အဲ့တော့ပျက်စီးမှုတိတ်ဆုံးမှုလက်နက်ခဲယံရရှိမှုနဲ့အသေးစိတ်အခြေအနေများဖို့တော့ကျွန်တော်နောက်ဆက်တွဲသတင်းဖြစ်ထပ်မံတင်ပြတင်ပြပါမယ်ဒီကနေ့နောက်ဆုံးရသတင်းတွေကတော့ဒီအခြေအနေတွေဖြစ်ပြီးနောက်ဆုံးသတင်းအနေနဲ့ မနေ့ကထုတ်ပြန်လိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့အကြမ်းဖက်လုံခြုံရေးအကြမ်းဖက်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့ဝင်များရဲ့ဗီဒီယိုတပုတ်ထွက်ပေါ်လာပါတယ်အကြမ်းဖက်တိုက်ဖြတ်ရေးအထူးတပ်ဖွဲ့များရဲ့လက်နက်မဲ့တိုက်ခိုက်ခြင်းလက်နက်ရှိတိုက်ခိုက်ခြင်းမျိုးပြဝင်ရောက်ထိုးပေါက်တိုက်ခိုက်ခြင်းဆိုတဲ့အထူးတင်နှံများဖြစ်ပြီးဒီတပ်ဖွဲ့ဝင်များဟာအထူးအရေးကြီးပြစ်မှတ်များကိုမှတ်တမ်းတင်တာ အဓိကတိုက်ခိုက်သွားမယ်လို့လည်းကျွန်တော်တို့သိရတယ်အထူးလေကြီးပြစ်မှတ်တွေဆိုတော့ဘာတွေဖြစ်မလဲဆိုတော့အဓိကလေကြောင်းလေတဲ့ဌာနချုပ်လေတဲ့ရေဒါလေတဲ့ကိုပေးတဲ့လျှက်စင်ပြီးလေတဲ့မှာတာဝန်ထမ်းဆောင်တဲ့အရာရှိအရာခံတပ်မိသားစုဝင်တွေကိုအဓိကပြစ်မှတ်တာတိုက်ခိုက်မှာ ဖြစ်ပြီးစစ်ကောင်စီတောက်တိုင်များကိုလည်းတရဆက်ရှင်းလင်းမဲ့အကြံဖက်နှိမ်နှင်းအထူးတပ်ဖွဲ့ဆိုတဲ့သတင်းစကားကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့တပ်ဆိုင်ရာဝန်ကြီးဌာနကပြောကြားထားပါတယ်။ဒါကြောင့်မို့ဒီကနေ့ဒီအချိန်မှာပြူအမြောက်ထိုးစစ်တွေကိုမပြတ်ဆင်နေလာတဲ့ပြည်သူ့ကာဝေးတော်လှန်ရေးတပ်တွေဟာလိုအပ်ချက်အနေနဲ့လေကြောင်းတိုက်ခိုက်မှုကိုပြန်လဲတုံ့ပြန်နိုင်သောထိရောက်တဲ့လက်နက်များကိုသာလိုအပ်နေတာကိုတွေ့ရပါတယ်။တပ်တည်ခြင်းနဲ့စိတ်တက်ခြင်းဟာတော့အပုံကြီးကွာနေပြီ။ဒီကနေ့နောက်ဆုံးသတင်းရဆိုရင်ဗမော်မှာ စက္ကခ21ဟာစက္ကခ21ထဲကရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်သားတွေဟာလက်နက်ချခြင်းစိတ်အလံပြူထောင်ခြင်းစိတ်အပြည့်နဲ့အငတ်ငတ်အပြက်ပြက်ဖြစ်နေတဲ့အခြေ၄ပါသို့တော်အထက်အရာရှိတွေကအလံပြူထောင်လက်နက်ကြအညက်ခံရင်တည်တံပေးမယ်ဆိုတဲ့ချင်းချောက်မှုများကြောင့်စက္ကခ21ထဲမှာပဲအတိခံရမလို့ဝမ်းနေစွာဖြတ်တန်းနေရတဲ့အခြေ၄ ဒါတွေကိုတက်မိသားစုဝင်တွေကသိရှိမလားမသိဘူးလားတော့ကျွန်တော်တို့မသိပေမဲ့အင်မတန်လူသားလူသားဆန်တာကိုစန့်ကျင်တဲ့လုံရက်မျိုးတစ်ခုလို့တော့ကျွန်တော်တို့တွေ့ရပါတယ်အကြမ်းဖက်ဖက်စစ်တပ်ဟာအာဏာအကျိုးစီးပွားနဲ့မိသားစုအကျိုးစီးပွားကိုဗဟိုပြုတ်ပြီးမြန်မာနိုင်ငံရဲ့ပြည်သူလူထုအကွန်ပဏာဝင်များနဲ့တည်ထောင်ထားတဲ့တပ်မတော်ကိုပုံကျွန်အဖြစ်တွတ်သွင်းကခိုင်းစီနေတာကိုသိရှိနားလည်ကြရင်ဖြစ် လက်ရှိအကြံပတ်စစ်တပ်အောက်မှာအမှုထမ်းနေသောအရာကြီးအရာခံအချက်စစ်တီတိုင်မှုတက်မှမှုဖြူဝါမှုညီနိုင်ကိုကယ်ရေးမှုမှာအစဗိုလ်ချုပ်ဗိုလ်မှူးချုပ်ဗိုလ်ကြီးပိုလီအချက်စစ်တီတွေဟာမင်းအောင်လိုင်ရဲ့မင်းအောင်လိုင်နဲ့လူတစုရဲ့စစ်ကောင်းဆောင်တစုရဲ့အကျိုးစီးပွားအတွက်အသက်တွေဘဝတွေထပ်သိခံလားဆိုတာကိုစဉ်းစားရမယ့်အခြေအနေပါတုံ့တက်ရမယ့်အခြေအနေပါတိုက်တိုင်းလေးရှုံးနေတယ် ရဲဘော်ရဲဘက်ချင်းချင်းတိတ်လန်းပို့နေတဲ့စစ်ကောင်းဆောင်ရဲ့စကားဆက်ပြီးနာခံနေရင်တော့တိတ်လန်းနဲ့မိသားစုနဲ့ခွဲခွာရပြီးဘဝတလျှောက်တမိုင်းမလားဖြစ်ပါလိမ့်မယ်။နောက်ဆုံးလာချိုးတရင်းလေးနဲ့ပိတ်ပါမယ်ဗျ။လာချိုးပြန်လေရရှိတယ်ဆိုပြီးဖက်စစ်တပ်အတိုင်းဝိုင်းရဲ့ဝါရဖြန့်လူပုတ်ကိုတရင်းစာတွေမှာကြဲကြဲပြန့်ပြန့်ပြောနေကြပါတယ်။ဟုတ်ပြီ။ လာရှိုးပြန်ရတဲ့ area student မိုင်ဘယ်လောက်ရှိကလေးကီလိုမီတာ100ကွက်ကွက်လေးကိုပဲရရှိရဖြစ်ပြီးစစ်ကောင်စီဝါရဖြတ်တရင်ဇာရီနဲ့လူပုတ်ကိုတွေကိုဒီနေရာကနေလူမျက်ကြော်ကတခုပြောလိုက်ချင်တာကလာရှိုးကိုပြန်ရပါလေဆိုပေမဲ့အရှိမြောက်တိုင်းစစ်ထာတာချုပ်ကိုပြန်လဲဖွဲ့စည်းခွင့်ရသလားဆိုရင်မေကုံအရေးကြီးပါတယ်မြန်မာနိုင်ငံမှာပထမဦးဆုံး စစ်ရှုံးတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုပြန်ရရည်လားလို့မေးရင်ဒီညတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာထူးခြားတဲ့တရင်တူတင်ဆက်မှုတွေကျွန်တော်စီစစ်ထားပါတယ်ပြန်ဆုံတွေ့ကြပါ